အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ကာတွန်းပုံမြင် channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ကိုတင်ဆက်ပေးဖို့ရွှေချဲ့ထားတဲ့ပုံမြင်လေးကတော့အပြင်းမာရေထွက်ချိုးတက်တဲ့ချွေးမလေးဆိုတဲ့ပုံမြင်ပဲဖြစ်ပါတယ်ကျမကတော့အစစ်စင်တင်ဆက်သူအန်နာပါရဇနီကတော့မျိုးမတူတဲ့ကောင်းလေးတယောက်နဲ့လက်ထပ်ခဲ့ပြီးနောက်ရခမအင်ကိုရောက်ရှိလာခဲ့ပါတယ် သူမသရိုသမီးအသက်ဆက်ဆက်လေးအနေနဲ့ရခိုင်မအိမ်ကိုရောက်ရှိလာခဲ့တဲ့ပထမနေ့ရက် တွေမှာတော့ရေချိုးကန်ထဲမှာပဲရေချိုးခဲ့ပါတယ်။ဒါပေမဲ့သူမအသက်ရှူကြတယ်လို့အရန်ခံစားနေခဲ့ရပါတယ်။အဲဒီတွေအားလုံးအိမ်ကနေပြန်သွားခဲ့တဲ့အခါမှာတော့သူမမနှမိုးလင်းအစောကြီးရေပုံနဲ့စက်ပြကွဲရှူပြီးအိမ်အပြင်ထွက်လာခဲ့ပါတယ်။ကြောင်တွေ့ရတဲ့ရခိုင်မကလည်းမေးလိုက်တာပေါ့။ချွေးပါလေရေနင်ပါလောက်ကြလေရေပုံကြီးနဲ့မျက်နှာတော့ပေါ်ကလည်းပါသေးတယ်။စက်ပြကလည်းယူရဲ့ အမေကျွန်တော်ဒီမှာရေချိုးဖို့အတွက်လာခဲ့ရပါဟဲ့နေအပြင်မှာရေထွက်ချိုးမလို့လားဒုက္ခပဲနေ့ရောက်ခတိတွေ့သွားလို့ရှင်တော့ဘယ်လိုထင်နေလိုက်မလဲပဝဲချင်းကလူတွေအားလုံးနေ့ကိုပြောဖို့အတွက်အခွင့်ရှင်နေပေးနေရလားဘာလို့များငါ့ကိုအရှက်ခွဲချင်ရတာတော့အမေကလည်းရှောက်ပြောနေပြန်ပြီးဒုက္ခပဲကျမမိဘအိမ်မှာဆိုလို့ရှင်တော့ရေချိုးဖို့အတွက်ရေချိုးကန်တောင်မရှိဘူးကျမအပြင်မှာထွက်ပြီးရေချိုးနေကြအခုတော့ကျမဒီမှာပဲရေချိုးတော့မရှင်နေရလေဒုက္ခပဲဘာဖြစ်လို့အပြင်ထွက်ပြီးရေချိုးမှလဲတွားတွားတွား ရေချိုးခန်းထဲမှာရေသွာချိုးနေအပြင်မှာရေချိုးနေတာတွေ့ရင်ငါတို့အရှက်ကွဲလိမ့်မယ်အမေကလည်းလူတွေပြောကြင်တာပြောပစေပေါ့သူတို့အားလုံးကပြောဆိုဖို့အတွက်အခွင့်အရေးတစ်ခုပဲလိုချင်နေကြတာကျမလူတွေအားလုံးသဘောဆန္ဒအတိုင်းအလုပ်လုပ်တယ်ဆိုရင်တော့မှအားလုံးကကျမကိုပြစ်တင်ဝေဖန်နေကြအောင်ပါပဲကျမရေချိုးခန်းမှာရေချိုးရတာအဆင်မပြေလို့ပါရှင်ဒါပေမဲ့ချွေးပါလေရေအမေကျမဒီမှာစာရီနဲ့ကာထားလိုက်မယ်လေဘယ်သူမှမတွေ့ပါဘူးအမေရဲ့အားလုံးအိပ်ပျော်နေကြတယ်သူတို့ဘယ်သူမှတီးမာတော့မဟုတ်ဘူး ူတို့အဲ့ရကနိုးလိုက်ဘလို့လုံးမလဲချွေးမလေးရဲ့သူတို့နိုးလိုက်အမေကြီးလိုက်ပေါ့ကျမအခုတော့ရေသွားချိုးတော့မယ်ရှင်ဒီလိုနဲ့ရဇနီကလည်းရေမိုးချိုးနေကြပါတော့တယ်တကယ်ကိုအရှက်မရှိတဲ့မိန်းကလေးတယောက်ပဲဘလို့လုံးရမလဲချွေးမလေးရေချိုးနေတဲ့အချိန်မှာရခမဖြစ်သူကစောင်းပေးနေကြပါရဲ့အိမ်မှာရှိတဲ့ယောက်ျားသားတွေအဲ့ရကနိုးထလာမှကိုလည်းသူမလမ်းဖြတ်နေကြပါရဲ့ရဇနီကရေမိုးချိုးပြီးတော့နေအိမ်ထဲဝင်လာပါရဲ့အမေအခုချိန်ထိဒီမှာထိုင်နေကြုံးပဲလား ။ချွေးမလေးရင်နေရနည်းနည်းလေးမှရှက်တာမဟုတ်ဘူးအပြင်မှာထွက်ပြီးရေချိုးနေရင်ဒါပေမဲ့ငါကတော့ငါ့အိမ်ရဲ့အရှိတ်တိုက်ခါကိုအရန်တံမိုးထားတယ်နော်။အဲ့ဒါကြောင့်ငါနဲ့ကိုဒီမှာထိုင်ဆောင်ပေးနေရပေါ့။တစုံတယောက်ကများနေဒီမှာရေချိုးနေရတွေ့သွားရင်ငါတို့အရှက်ကွဲရကြီးရဲ့ဒီနောက်မှာတော့ရဇနီကလည်းရေရီအားလုံးကိုတုပ်ပြီးနောက်မှာတော့သူမလဖေးဖြော်ဖို့အတွက်မိဖို့ကန်နေဝင်သွားပါရဲ့။အားလုံးအဲ့ရောက်ကနိုးချလာခဲ့တဲ့အခါမှာချွေးမလေးကလည်းအားလုံးကိုလဖေးတိုက်ခဲ့ပါရဲ့။ သူမမနက်စာပြင်ဆင်နေခဲ့တဲ့အချိန်မှာပဲမိသားစုဝင်တွေအားလုံးရှင်မိုးချုပ်ပြီးနောက်မှာတော့မနက်စာစားဖို့ရောက်ရှိလာခဲ့ကြပါပြီ။ရဇနီရေမင်းဒီနေ့ဘာလုပ်ထားလဲ။ကျမဒီနေ့အရသာရှိတဲ့အာလူပူရီနဲ့အကျော်လုပ်ထားပါရဲ့။ဟုတ်လားတကယ်ပြောတာလား။ဒါရီကိုတော့ငါအရန်ကြိုက်တာပဲ။ဖြစ်နိုင်မယ်ဆိုရင်တော့ထမင်းဖူးပွားတခါရင်ငါ့ကိုထည့်ပေးလိုက်နော်။မင်းရလဲကွာတယောက်တည်းစားတော့မလို့လား။ငါတို့အတွက်ရောဘာမှမကြံပဲရှိနေပါဦးမယ်။ချွေးမလေးလောက်ပေးထားတဲ့မုတ်တွေကိုငါတို့လည်းစားခြင်းနဲ့။ဟုတ်ကဲ့ဟုတ်ကဲ့ရပါရဲ့ရှင်။ကျမအများကြီးလောက်ထားတာဆိုတော့ မနက်စာစားပြီးသွားရင်တော့နေ့လယ်စာမှလည်းထပ်စားလို့ရသေးတယ်။ဒီလိုနဲ့အားလုံးကလည်းအာဘတရားမဟုတ်တွေကိုစားတောက်ပြီးနောက်မှာတော့ရဇနီကတယောက်ကြားကိုလည်းထမင်းကြိုက်ထုတ်ပေးလိုက်ပါတယ်။နေ့လယ်ခင်မမိသားစုဝင်တွေအကုန်လုံးကဒီထမင်းကိုပဲပြန်စားခဲ့ကြပါတယ်။ရဇနီကအိမ်လို့တွေလောက်ကြအရန်ကိုလွယ်ကူများဆန်းလုံးပါတယ်။ချွေးမလေးရေဟုတ်ကဲ့ပါအမေအမေတခုခုပြောလိုက်ကြလား။အေးဟုတ်တယ်ချွေးမလေးရေငါနဲ့ကိုတခုခုပြောစရာရှိလို့လေ။ဟုတ်ကဲ့ပါအမေရရပါတယ်ပြောပါရှင်ပြောပါ။ဘာကိစ္စများပြောစရာရှိလို့တော့ အေးချွေးမလေးရေနင်းဒီကိုရောက်လာတာနဲ့အလုပ်တွေအားလုံးကိုတေချာလုပ်လိုက်တယ်နော်အားလုံးကလည်းနင်းလုပ်တဲ့ပုံစံတွေကြောင့်ဝမ်းသာပျော်ရွှင်နေကြလေရဲ့ငါတို့အားလုံးလည်းနင့်ကိုသဘောကျပါတယ်ဒါပေမဲ့နင်းအကျင့်တစ်ခုကိုတော့ပြောင်းလဲပေးရလိမ့်မယ်တည်ရမေးတည်ရအမေဘာကိုပြောချင်တာလဲဆိုတော့ကိုကျမတည်ရနော်ဒါပေမဲ့အဲ့ဒါကလုံးဝမဖြစ်နိုင်ဘူးအမေရဲ့ကျမရေချိုးကန်းထဲမှာတကားပိတ်ပြီးရေမချိုးတတ်ဘူးလေကျမအပြင်မှာပဲရေထွက်ချုံမယ်မနှက်ပြန်ကြရင်တော့ဒီထက်အစောကြီးထပြီးတော့ရေချိုးပါမယ် အလောက်အစောကြီးဆိုရင်တော့အားလုံးအိပ်ပျော်နေကြမှာလေရခမကချွေးမလေးကိုဘလောက်ပဲရှင်ပြရှင်ပါချွေးမလေးကတော့နားမထောင်ခဲ့ပါဘူးနောက်နေ့မနက်အစောကြီးလေးနာရီထပြီးသူမရေချိုးခဲ့ပြန်ပါလေဒီနောက်သူမအလောက်တွေကိုပြန်လုံနေခဲ့ရပေါ့ခဏနေတော့အိမ်ရှိမှာ နေထိုင်တဲ့အမျိုးသမီးတယောက်အိမ်ကိုလာခဲ့ပါလေလာပါအမရဲ့နေကောင်းရဲ့လားငါအဆင်ပြေပါတယ်နေရောအဆင်ပြေရဲ့လားအဆင်ပြေပါတယ်ရှင်ကျမချွေးမလေးရောက်လာတဲ့အချိန်ကစပြီးပို့အဆင်ပြေသွားတာလေး သူကတာဝန်တွေအကုန်လုံးကိုလည်းကိုရိုင်းပဲထမ်းဆောင်ပေးနေတယ်။ကျမကဘာအလုပ်တစ်ခုမှလုပ်ခွင့်ပေးရမှာမဟုတ်ဘူးလေ။သူကကောင်းတာပေါ့ကောင်းတာပေါ့။နေအရန်ကန်ကောင်းနေနော်။အခုခေတ်မှာနေချွေမလေးလိုရင်ကျေးလိုက်မာတဲ့ချွေမကဘယ်မှာထပ်ပြီးရှိရောလို့လဲ။ဒါနဲ့တခုတော့ပြောစရာရှိရဲ့။အေးပြောလေဘာကိစ္စလဲ။မနက်ကတော့ကလေးနိုင်ထိုးကြီးရေတန်ကြလို့ငါအိယာကနေနိုးသွားတာ။အပြင်ထွက်ပြီးတယောက်ယောက်ရေချိုးနေရလား။နေအိမ်ဘက်ကနေပြီးရောပဲအဲ့ဒီရေတန်တွေကိုကြားနေရတာ။ အတော်ရဲ့မနက်အစောကြီးဘယ်သူကရေထချိုးမှာတော့ကြည်ရတာအိမ်မတွေပါရိမနေရဖြစ်မှာပေါ့မနက်၄နာရီအားလုံးအိတ်ကြတဲ့အချိန်လေဟုတ်တယ်ဟုတ်တယ်ကျမချွေးမလေးပြောတာမှန်တယ်အားလုံးကဝိုင်းပြောနေခဲ့တဲ့အခါမှာအတော်ကြီးကိုရိုင်းကလည်းအိမ်မမှတ်နေရဲ့လို့ထင်မှန်သွားပါရဲ့ရဇနီကလဖေးတစ်ခွက်ဖြော်လာခဲ့ပေးလိုက်ပါရဲ့ရော့အတော်လဖေးတောက်အေချွေးမလေးရေနေရတကယ်အရန်လိမ်မာတာပဲလဖေးတောက်ပြီးနောက်မှာတော့အိမ်လေးချင်းအတော်ကြီးအိမ်ကိုပြန်သွားပါရဲ့ ချွေးမလေးဒီနေ့တော့သူ့ကိုငါတို့ကအိမ်မက်ဆိုပြီးတော့လိန်ပြောလိုက်ကြတယ်။နေအခုလိုမျိုးအပြင်ထွက်ရေချိုးနေရကိုပဲအချိန်ထိဖုံးကွယ်ထားမလို့လေ။တစုံတယောက်နောက်ထပ်တွေ့သွားရင်ဒုက္ခရောက်မှာ။ဒါဆိုရင်တော့ကျမညားလေကောင်းကြီးရေထချွေးနေတော့ဘယ်သူမှထပ်ပြီးတန်တရားဝင်မှာမဟုတ်တော့။နောက်ရမှာရဇနီကမနက်၃နာရီထပြီးရေချိုးလိုက်ပါတယ်။ဒီလောက်မိုးချောက်တော့နေတဲ့အတွက်သူမရေထချိုးတာဘယ်သူမှမသိခဲ့ပါဘူး။အခုဆိုရင်တော့နေ့စဉ်နေ့တိုင်းသူမအစောကြီးရေထချိုးပြီးပြန်အိပ်ပျော်သွားခဲ့ပါရဲ့။ တဖြည်းဖြည်းနဲ့နေရီရဲ့တွေ့ကုံဆုံးလာခဲ့ပြီးဒီဇင်ဘာလကိုရောက်ရှိလာခဲ့ပါတယ်။အေးတန်ကတော့လွန်ကဲနေခဲ့ပါတယ်။ဒါပေမဲ့ရဇနီကတော့အခုချိန်ထိအပြင်းမာရေထွက်ချိုးနေတော့ပါပဲ။ဒါကြောင့်သူမအေးအေးမိသွားခဲ့ပါတယ်။ချင်းမလေးအခုရေထွက်မချိုးတော့နဲ့နေချမ်းမအခြေအနေစိုးနေပြီ။အမေကလည်းစိတ်မပူပါနဲ့။ချင်းမလေးရေငါတို့မျိုးကတကယ်အရင်အေးတယ်နော်။ညိုင်မချိုးရေထမချိုးနဲ့။အမေကလည်းကျမရေနွေးနဲ့ချိုးတာပါ။ရေချိုးကန်းထဲမှာရေအပူပေးစက်တက်ထားတယ်။အဲ့ဒီမှာသွားချိုး။ အမေကလည်းဒီလောက်နေမကောင်းဖြစ်တာဘာမှမဖြစ်ဘူးစေခါတော့ရင်တတ်တာသွားမှာပဲချွေမလေးကတော့ရကမပြောတဲ့စကားကိုလုံးဝနားမထောင်ခဲ့ပါဘူးညအိမ်မိုးချောက်တော့မှသူမအမြဲတမ်းရေထားချိုးနေကြပါလေတဖြည်းဖြည်းနဲ့သူမရဲ့ကျမကြီးပုံမိုးဆိုရွာလာခဲ့ပါပြီတရမှာတော့ရဇနီတယောက်မနဲ့အစောကြီးမထားခဲ့ပါဘူးငါချွေမလေးမနဲ့6နာရီထိုးတာတော့မထသေးဘူးလားဘလို့ဖြစ်ကြလဲချွေမလေးရဲ့အခန်းတကားကိုတော့ခေါက်ကြည့်လိုက်ပါလေချွေမလေးရဲ့ချွေမလေးအမေရဲ့အတန်ကိုကြားခဲ့ရတဲ့အခါမှာဒါဖြစ်သူအရာကနိုးလာခဲ့ပါလေ ဘာဖြစ်တာလဲအမေဟဲ့ချွေးမလေးရောဘယ်မလေးသူလားအခုထိအိတ်နေတော့မဲအမေဟဲ့ဟုတ်ရဲ့လားဟဲ့သူအလောက်ထိမအိတ်ပါဘူးသူနေရောကောင်းရဲ့လားဇွန်မက်ကလည်းသူ့မိမရဲ့နှစ်ဖိုးကိုစမ်းတကြည့်ခဲ့တဲ့အခါမှာတော့အမေသူဖျားနေရဲ့ကဲသားရေအမြန်ဆုံးသူ့ကိုဆရာဝန်နဲ့ပြရအောင်ဒီလိုနဲ့အားလုံးကလည်းစေကန်းချက်ချင်းသွားကြပါလေဇယဝင်ရောက်ရှိသွားခဲ့တဲ့အခါမှာဆရာဝန်ကရဇနီကိုစစ်ဆေးပေးခဲ့ပါလေစေကူတော်မူခံယူပြီးနောက်မှာတော့သူမသတိပြန်လဲလာခဲ့ပါပြီ ဆရာကျမရဲ့ချွေးမလေးအဆင်ပြေရလားရှင်။သူနမိုနီးယားဖြစ်သွားတာပါ။တို့ခဏလောက်ဈေးရောက်တက်ရလိမ့်မယ်။တို့နေပြန်ကောင်းပါမလားဆရာ။ကောင်းနိုင်ပါ रे ။ဒါပေမဲ့အေးတန်အရန်ကိုလွန်ကဲသွားလို့အခုလိုဖြစ်တာ။နွေနွေထွေထွေနေမှဖြစ်မယ်နော်။အခုဆိုရင်တော့အပြင်မှာရာသီဥတုဘလောက်တောင်မှအေးနေလဲဆိုတာကိုတော့အားလုံးသိကြရမလား။ရာသီဥတုအခြေအနေကိုခပ်ဖို့မထင်ပါနဲ့။ကိုဟောက်ကိုနွေထွေအောင်နေကြရမယ်။တရင်နဲ့မှခမရတို့မကြောက်လား။အေးအေးတန်လွန်ကဲပြီးလူတွေတေကုန်ကြပြီလေ။ ဟုတ်ကဲ့ပါဆရာကျွန်တော်ရေမောင်ကိုကျွန်တော်ဂယူးဆိုင်ပေးလိုက်မယ်နော်ဇေယျမတို့မအားလုံးဂယူးဆိုင်ပေးကြပါရစေနေပြန်ကောင်းသွားတာနဲ့သူတို့ရဇနီကိုအိမ်ပြန်ခေါ်လာခဲ့ကြပါပြီအမေရဇနီကိုဂယူးဆိုင်ပါနော်ကျွန်တော်ရုံးသွားအောင်မယ်အေးပါတာရင်နေအေးစိတ်ရုံးသွားနော်ချွေးမလေးကိုငါဂယူးဆိုင်ပေးလိုက်မယ်တားလေးရုံးကိုသွားလိုက်တဲ့အချိန်မှာရခမကချွေးမလေးကိုဂယူးဆိုင်ပေးခဲ့ပါရစေအမေဒီလောက်ပြောရတာအောင်ကျွန်မအမေစကားနားမထောင်ခဲ့လို့အခုလိုဖြစ်ရတာပါအိမ်မှာအားလုံးကလည်းကျွန်မကြောင့်နဲ့စိတ်ပူပန်ခဲ့ရပြီး ကျမကခွင့်လောက်ပါမေရဲ့။နောက်ကြရဲဆိုပေမဲ့နေငါစကားကိုနားလဲလို့ကြော်သေးရဘောချွေးမလေးရဲ့။ကျမဒီနေ့ကစပြီးတော့အပြင်ထွက်ပြီးရေမချိုးတော့ဘူးနော်။ရေချိုးကန်းနဲ့မှာပဲကျမရေချိုးတော့မယ်တိလာမေ။အေးကောင်းတယ်ချွေးမလေးရဲ့ဒါအရင်ကောင်းတယ်။အခုဒါလေးတောက်လိုက်အောင်။မဟုတ်ဘူးဆိုရင်တော့ဆွပြောက်ကအေးသွားလိမ့်မယ်တိလာ။ရဇနီကလည်းရခမဖြစ်တော့တိုက်တဲ့ဆွပြောက်ကိုတောက်ခဲ့ပါရဲ့။ရနေငယ်အတွင်တမရဲ့ကျမရဲ့အချိန်လေးပြန်လည်ကောင်းမွန်သွားခဲ့ပါရဲ့အခုဆိုရင်တော့တမရေချိုးကန်းနဲ့မာပဲရေချိုးတဲ့အကျင့်ကိုရအောင်လို့ပြုကျင့်ခဲ့ပါရဲ့ နောက်ထပ်တင်ဆက်ပေးသွားမယ့်ပုံပြင်လေးကတော့ခေတ်ဆန်လောနဲ့တူရှိုးတဲ့ပုံပြင်ပဲဖြစ်ပါတယ်။နေမလာဆိုတဲ့အမျိုးသမီးတယောက်ကတော့သူ့ရဲ့ယောက်ျားသားချွေးမလေးနဲ့အတူတူနေထိုင်နေခဲ့ပါတယ်။တရမှာတော့မူကေရှ်ဆိုတဲ့သူတယောက်နေမလာရဲ့အိမ်ကိုရောက်ရှိလာပါတယ်။မင်္ဂလာပါ။အေးအေးမင်္ဂလာပါသားလေးရေ။နင်ဘယ်သူများလဲ။ငါနဲ့မမှတ်မိလို့။ဒါနဲ့ကျွန်တော်ဘာဖြစ်လို့သားဆိုပြီးရောခေါ်နေရတာလဲ။ကျွန်တော်နဲ့ခင်ဗျားနဲ့အသက်သိမ့်မကွာလောက်ဘူးလို့ထင်တယ်။ ကျွန်တော်ကိုနာမည်နဲ့ပဲခေါ်လို့ရတယ်နော်ကျွန်တော်ရဲ့နာမည်ကမူကေရှ်လို့ခေါ်တယ်။ဒီလောက်ထိချီချိုးခံနေရတဲ့အတွက်ကြောင့်မို့လို့အမျိုးသမီးကြီးကလည်းအရန်ကိုဝမ်းသာပျော်ရွှင်သွားခဲ့ပါရဲ့။ဒါပေမဲ့သူ့ယောက်ျားဖြစ်သူကတော့နည်းနည်းထူးဆန်းတယ်လို့ခံစားလိုက်ရပါရဲ့။မင်းရဘယ်သူများလဲကွ။ပြီးတော့ငါတို့အိမ်ကိုဘာကိစ္စရှိလို့လာတာလဲ။ခမရတို့အိမ်ရဲ့အပေါ်ထက်မှာအခန်းတစ်ခန်းလွတ်နေရဲ့ဆိုအဲ့ဒါကြောင့်ကျွန်တော်အခန်းငှားချင်လို့လာခဲ့ရပါ။အော်သားလေးရဲ့ဂျာပဲလား။အော်မူကေရှ်အေးအေးနေအခန်းကိုယူလိုက်လေ။ငါလေးကိုအခန်းလိုက်ပြပေးလိုက်မယ်နော်။ ခဏနေပါဦးသူ့အကြောင်းငါတို့ဘာမှလည်းမသိဘူးမင်းအကြောင်းအရင်ဆုံးငါတို့ပြောပြအောင်မင်းကဘယ်ရလဲဘာအလုပ်လုပ်လဲကျွန်တော်ကုမ္ပဏီတစ်ခုမှာအလုပ်လုပ်တာပါကျွန်တော်ကဟိုဘက်ရွာကနေပြီးတော့လာခဲ့ရလေဒီမှာအလုပ်လုပ်မလို့ဒါဆိုရင်တော့ကျွန်တော်အကြောင်းတွေကိုလည်းသိသွားပြီဆိုတော့အခန်းလိုက်ပြလို့ရပြီလားဒါပေမဲ့ဘာဒါပေမဲ့လဲရှင်ရလေတကယ်ပါပဲသူအခန်းကြည့်ပါစေဦးရှင်ရတို့တခိုးလို့ထင်နေရလားတို့အကြည့်စမ်းပါအရန်ကိုကောင်းမွန်နေမိသားစွာကောင်းလေးလို့ထင်ရတယ်မဟုတ်လားကဲလာလာလာမုကေးရှင်ငါနဲ့အတူတူလိုက်ခဲ့ ဒီလိုနဲ့အိမ်ငါကိုအခန်းလိုက်ပြနေခဲ့တဲ့အချိန်မှာအိမ်ပိုင်ရှင်ကတော့နည်းနည်းတန်တရားဝင်နေခဲ့ပါရဲ့ဒါနဲ့အမကြီးအမနဲ့အမရဲ့ချွေးမလေးကိုတော့အတူတူရှင်ပြီးတော့ချထားမယ်ဆိုရင်တော့ဘယ်သူကရက်ခွမလဲဘယ်သူကချွေးမလဲဆိုတာခွဲခြားလို့ရမှာတော့မဟုတ်ဘူးနင်ကတော့တကယ်ပါပဲဟဲ့ဒါနဲ့အခန်းကြိုက်ရလားကျွန်တော်အခန်းကြိုက်ပါတယ်ကျွန်တော်ဒီမှာပဲနေတော့မယ်ကောင်းပြီလေနင်အခန်းအောင်သဘောကျတယ်ဆိုရင်တော့အခန်းအောင်ကတန်ရှင်းလောက်ခိုင်းလိုက်မယ်နေရမလားကတော့ မုကေးရှ်ကိုဒီအိမ်မှာနေခိုင်ဖို့အတွက်ဆုံးဖြတ်ထားခဲ့ပါရီတီရတ်ကတော့ဒီကိစ္စကိုနည်းနည်းလေးမှသဘောမကျခဲ့ပါဘူးညနေခင်းသားဖြစ်သူအလုပ်ကနေအိမ်ကိုပြန်လာခဲ့တဲ့အခါမှာတော့ငယ်ရွယ်တဲ့ကောင်လေးတယောက်ကိုအိမ်ငါထားတာပြီးတော့သူလည်းအံ့အားသင့်နေခဲ့ပါရီအမေဒါဘလို့ဖြစ်တာလဲအိမ်မှာအိမ်ငါအစ်တယောက်ရောက်နေရဆို तू ကမနေ့ဖြစ်အားစားပြီးရောအိမ်မှာပြောင်းနေမှာဟုတ်လားအေးဟုတ်တယ်ငါလည်းအဲ့ဒါကိုပဲတော်တော်လေးစိတ်အနှောက်အယှက်ဖြစ်နေရသူမင်းကိုဘလို့မျိုးပေါက်ကြရ၄၀ရှောက်ပြောနေလဲကြားတယ်မလား မင်းတို့နှစ်ယောက်ကအသက်သိမ့်မကွာဘူးဆိုပဲဒီကောင်ယူမရယူနေလားမသိပါဘူးဟုတ်လား तू ကတကယ်ပဲအဲ့လိုပြောသွားတာလားကျွန်တော်ရဲ့မိမပြောပြတော့ကကြတော့ဒီကောင်လေးကကျွန်တော်နဲ့အသက်ရွယ်ချင်းတူတူလောက်ပဲဆိုယောက်ျားနဲ့သားဖြစ်သူရဲ့စကားကိုကြားခဲ့ရတဲ့ခါမှာတော့နေမလားဒေါသထွက်သွားခဲ့ပါလေဟဲ့ तू ပြောတာဘာမှနေလို့လဲမှန်တော့လေမှန်တာပဲလေငါကတိတ်ပြီးတော့မပြေမစင်လို့အဖွားကြီးပုံစံပေါက်နေရကောင်းကောင်းပြင်ဆင်ပြီးနေမယ်ဆိုရင်တော့ငါလည်းအများကြီးငယ်သေးတယ် ဟုတ်ပါရဲ့အမေကချောင်းမောလှပါတော့ပဲလေလေးကျင့်ကန်းလေးပါလေလို့မင်းကလည်းကွာဘာတွေပြောနေရလဲအမေကလေးကျင့်ကန်းလုံးရမယ့်အတိုက်ရွှေမဟုတ်တော့ဘူးဖရာတရားလုံးရမယ့်အတိုက်ရွှေဖြစ်နေပြီသားဖြစ်သူရဲ့စကားကိုကြားခဲ့ရတဲ့အခါမှာအလုံးရီမောကုန်ကြပါရဲ့နေမလာကတော့ဒေါသအရှမ်းကိုထွားသွားတဲ့အကြောအခန်းထဲကိုဝင်သွားခဲ့ပါရဲ့နောက်နေ့မှမကေးကတော့သူ့ရဲ့ပစ္စည်းတွေအားလုံးကိုယူဆောင်လာခဲ့ပြီးတော့တခါတည်းအိမ်ပြောင်းလာခဲ့ပါရဲ့မကေးဒီအိမ်ကိုပြောင်းရွှေ့လာခဲ့တာကိုနေမလာကလွယ်လို့ဘယ်သူမှသဘောမကျပါဘူး နင်မလာကတော့မူကေရှိအခန်းထဲမှာပဲအမြဲတမ်းအချိန်ကုန်ဆုံးနေလေးရှိပါတယ်။သူရဲ့အလုံမှန်သမျှကိုလည်းဝိုင်းဝန်းကူညီလောက်ကိုင်းပေးနေခဲ့ပါတယ်။အိမ်မှာရှိတဲ့သူတွေကထူးဆန်းသလိုခံစားနေခဲ့ရပါတယ်။ကဲဒီနေ့ငါအရသာရှိတဲ့ထမင်းဟင်းတွေချက်ထားတယ်။အားလုံးအတူတူထိုင်ပြီးတော့စားကြရအောင်။မဟုတ်တာနင်မလာရဲ့နေရမိသားစုဝင်တွေကငါ့ကိုတိတ်ပြီးတော့သဘောမကျသလိုခံစားရတယ်။ငါအားလုံးနဲ့အတူတူထမင်းတော့စားရင်တော့တို့နင့်ဘာမုန်းကုန်ကြလိမ့်မယ်တိလား။တို့အားလုံးကအယူတွေပါငါနဲ့အတူတူဘယ်သူမှအတူတူထိုင်ကြတာတော့မဟုတ်ဘူး။ ငေါ့အမြဲလောင်ပြောင်နေကြတာလေငေါ့မှာတငယ်ချင်းကောင်တယောက်ရသွားတာနဲ့အခုငေါ့မနာလို့ဖြစ်နေကြတာပေါ့ဟုတ်တယ်နေမလားနေပြောတာမှန်တယ်နေရတကယ်အရန်ကောင်းတာပဲရောက်ကလည်းချောတယ်စိတ်သဘောထားကလည်းဖြူစင်လိုက်တာဒါနဲ့နင်းအတွက်ပဲသူမမစင်စားပေးကြအောင်နော်ငါနင်းအတွက်စင်စားပေးမယ်အရန်ကောင်းမွန်တဲ့နေရတခုကိုနေကငါခေါ်သွားပေးမယ်ဘယ်နေရလဲကလပ်လေကလပ်ဆိုရဲအတန်ကိုကြားရတဲ့နေမလားအာအာတင်သွားခဲ့ပါရဲ့ club ဟုတ်လားဒီအတန်းရွယ်ကြီးမှာငါ club ကိုဘယ်လိုသွားရမလဲငါငယ်ရွယ်စဉ်ကာလတုန်းကတော့မအဲ့ဒီကိုဘယ်တော့မှသွားဘူးတော့မဟုတ်ဘူးဒါအခွင့်ရေးပဲလေနေမလားရဲ့နေရဘာမှအလောက်ထိအသက်ကြီးသေးရလဲမဟုတ်ကဲရော့ရော့ရော့ဒီမှာငါနဲ့အတွက်အဝတ်စားအစ်တတစုံဝဲလာခဲ့ပေးရဲ့ဝဲကြည့်လိုက်ညနေကျရင်တော့ငါတို့အတူတူသွားကြမယ်အလောက်ကပြန်လာတဲ့အခါကျရင်လေဟဲဒီဝတ်ဆောင်လေးကလှလိုက်တာဒါဝတ်ပြီးတော့သွားရမှာလားကောင်းပြီလေဒါဆိုရင်တော့ငါတို့အတူတူသွားကြတာပေါ့ နင်မလာကလည်းမုကိရှ်နဲ့သူ့ရဲ့စကားတွေကိုသဘောကျနှစ်သက်နေခဲ့ပါရီသူကတော့အမြဲတမ်းနင်မလာကိုကောင်းကောင်းစကားပြောပါရီသူအကြွာလက်ဆောင်တွေကိုလည်းဝယ်ပေးပါရီယနေ့ချင်းမှာနင်မလာကတော့မုကိရှ်ဝယ်ပေးထားတဲ့ဝတ်ဆောင်လေးကိုဝယ်ပြီးပြင်ဆင်လိုက်ပါရီဒီအချိန်မှာချွေးမလီကအခန်းထဲဝင်လာတာပေါ့ရခမဖြစ်သူရဲ့ပုံစံကိုတွေ့ကြရတဲ့အခါမှာသူလည်းအံ့အားတင်သွားခဲ့ပါရီအမေဒါဘာလဲဘာတွေလောက်ကြလဲဘာလဲဘာလို့လောက်ရမှာလဲဘာဖြစ်လို့ဒီပုံစံကြီးပြင်ဆင်ထားရတာလဲအမေရဲ့ နေရမြာငါ့ကိုလာပြီးတော့မေခွန်ထုတ်နေရဲ့ဟုတ်လားငါရခမပါနေရရခမမဟုတ်ဘူးငါငါသွားချင်တဲ့နေရာကိုသွားမှာပေါ့ချွေးမလေးကလည်းရခမဖြစ်သူပါဇက်ကနေဒီလိုစကားအတန်တွေကြားခဲ့ရတဲ့အခါမှာဝမ်းနေသွားပါတယ်သူကအပြင်ကိုထွက်သွားပြီးမိသားစုဝင်တွေကိုပြောပြလိုက်ပါတယ်အမေကအဝတ်စားလှလှလေးနဲ့ပြင်ဆင်ထားတယ်ဟုတ်လားအမေဘာဖြစ်သွားလဲအဖေကျွန်တော်တို့အမေနဲ့စကားသွားပြောမှဖြစ်တော့မယ်ထားလိုက်ပါကွာပြောမနေနဲ့ ကြည့်ရတာမုကေရှ်ဆိုတဲ့ကောင်နဲ့အတူတူသူတနေရာကိုသွားဖို့ပဲပြင်ဆင်နေရဖြစ်ရမယ်။အခုပြောလဲဘာမှမထိုးသူငါတို့ပြောတဲ့စကားနားထောင်မှမဟုတ်ငါတို့နဲ့ပဲသူရှံဖြစ်နေလိမ့်မယ်တိလား။ဒီအချိန်မှာနေမလားကအခန်းထဲကနေပြင်ဆင်ပြီးထွက်လာခဲ့ပါတော့တယ်။ပြေပုံစံကိုတွေ့ကြရတဲ့အခါမှာအလုံးအံ့အားသင့်ကုန်ကြတာပေါ့အမေရေဘယ်ဟုတ်သွားနေရလဲငါမူကေရှ်နဲ့အတူတူကလပ်ကိုသွားမလို့လေငါဘွားကအခုမှပဲအတိတ်ပဲရှိတော့တယ်ဒါပေမဲ့အမေအမေကလည်း ဘာလဲဘာလို့ဒါပဲမဲ့လဲ तू ကငါ့ရဲ့တငယ်ချင်းကောင်းတယောက်ပဲနင်တို့ကတော့ငါ့ကိုဘယ်သူမှလာမေးဖို့တောင်ရတာမဟုတ်ဒီနေ့ငါရန်ဝမ်းသာပြောရွှင်နေတော့ငါ့မနာလို့ဖြစ်နေကြရလားအားလုံးအားလုံးဘာမှမပြောခင်မှာပဲမူကဲရှောက်လာပြီးပြောလိုက်ပါလေကဲနင်ပြေဆင်းလို့ပြီးပြီလားဒါဆိုသွားကြမယ်လေအေးအေးအေးသွားကြမယ်သွားကြမယ်ဒီလိုနဲ့တို့အားလုံးအတူတူထွက်သွားကြပါလေအဖေဒီကောင်ကျွန်တော်သဘောမကျအောင်နော်သူအမေကိုဘာဖြစ်လို့အခုလိုလုံနေရတာလဲငါတို့ဘာလုံးလို့ရမှာလဲသူကိုယ်တိုင်နားလည်မှဖြစ်မှာပေါ့ အခုနေငါတို့တခခုသွားလောက်ရင်တော့ပိုဆိုးသွားဖို့ပဲရှိတယ်။နေမလားကမုကေးရှ်နဲ့အတူတူကလပ်ကိုလိုက်သွားခဲ့ပါရီ။နှစ်ယောက်သားကခေါင်းနေခဲ့ကြတာပေါ့။အချိန်ခဏအကြာမှာတော့အသက်ကြီးနေတဲ့နေမလားကခါနာလာခဲ့တဲ့အတွက်အတူတူသွားထိုင်ခဲ့ကြပါရီ။မင်းနဲ့အတူတူနေရတာကိုအရန်သဘောကျတယ်တိလား။အေးဟုတ်တယ်ငါလည်းနေုံသဘောအရန်ကျပါရီ။ငါ့ရဲ့မိသားစုဝင်တွေကငါ့ကိုဆိုရင်တော့ဘယ်တော့မှနားလည်ပေးကြတာမဟုတ်ဘူးလေ။ဒါဆိုရင်တော့ငါတို့နှစ်ယောက်ဒီလူတွေအားလုံးကိုထားခဲ့ပြီးထွက်ပြေးကြမယ်ဆိုရင်မကောင်းလား။ ။ဘာပြောတယ်သူတို့ကိုထားပြီးတော့ထွက်ပြေးရမယ်။음အကျန်းကကောင်းတော့လေကောင်းပါတယ်နော်။음ဟုတ်တယ်။ဒါပေမဲ့ငါတို့ကဘာလို့သွားမှာလဲတေချာစဉ်းစားကြည့်။အပြစ်တွေအကုန်လုံးကနိမိသားစုဝင်တွေရဲ့အပြစ်တွေကြီးပဲ။သူတို့အားလုံးနဲ့ကိုဘယ်တော့ကမှနားလည်းမပေးခဲ့ကြအောင်နော်။ဒါနဲ့အဲ့ဒီအိမ်ကနေနမယ်နဲ့ဆိုငါတို့အိမ်ကနေသွားမယ်ဆိုသူတို့အိမ်ကနေမောင်းထုတ်လိုက်မယ်လေ။ပြွိုင်းတော့ငါတို့နှစ်ယောက်အေးအေးအိမ်မှာနေကြမယ်ဒီအကြံလဲကောင်းတာပဲဒါဆိုရင်တော့ငါဒီနေ့ပဲတို့ကိုအိမ်ရနေမောင်းထုတ်ပြစ်လိုက်မယ်လေ ညင်မို့ချောနေမလားကလည်းမုကေရှ်နဲ့အတူတူအင်ကိုရောက်လာခဲ့ပါရီမိသားစုဝင်တွေကတော့သူမကိုပဲစောင့်မျှော်နေကြကြတာပေါ့အမေရဲ့ဘယ်ရီလျှောက်သွားနေရလဲညင်မို့ချောဒီအချိန်မှဒီဒဇင်းယောက်ျားတယောက်နဲ့အတူတူအိမ်ကိုပြန်လာတယ်ဒါကကောင်းသေးရဲ့လားတယောက်ကတော့တွေ့သွားမယ်ဆိုရင်တော့အမေတို့ဘာထင်ကြမလဲဘာလို့စဉ်းစားမှလဲတွေ့တော့ကိုပဲတို့ကထင်ကြမှာပေါ့ပြီးတော့သူ့ကိုကောင်းကောင်းဆက်ဆံကြတော့သူ့ရဲ့နာမည်ကမုကေရှ်ပြီးတော့ငါသူနဲ့တိတ်မကြခင်လက်ထပ်ကြောက်ပါလေအဲ့ဒါကြောင့်အခုချက်ချင်းနေတော့အားလုံးအိမ်ရနေမောင်းထုတ်ပြစ်တော့မလို့ ဒီကနေအားလုံးထွက်သွားကြနေမလားတဲ့စကားကိုကြားခဲ့ရတဲ့အခါမှာအားလုံးအံ့အားသင့်ကုန်ကြရပါတယ်အမေရဲ့ဘလို့စကားတွေပြောနေရလဲအမေရဲ့မိသားစုဝင်တွေကိုအမေကအင်းကနေမောင်းထုတ်နေရဟုတ်လားနေမလားကလည်းဘာမှမပြောသေးတဲ့အချိန်မှာသူ့ယောက်ျားဝင်ပြောလိုက်ပါတယ်ကဲချွေးမလေးသူ့ကိုဘာမှပြောမနေရောနဲ့ငါတို့အခုချင်းဒီကနေသွားကြမယ်သူတို့ကလည်းဖခင်ဖြစ်သူရဲ့စကားကြောင့်အံ့အားသင့်သွားခဲ့ရပါတယ်အဖေတကယ်ပြောနေရလားအေးဟုတ်တယ်သာသွားမယ်လားသူဒီအိမ်ထဲမှာတယောက်တည်းနေပလဲစီတော့သူ့ကိုထားပစ်ခဲ့ ညိုင်မိုးချောကျွန်တော်တို့ဘဲကိုသွားကြမှာလဲ။ကျမရဲ့မိဘရင်ကိုပြန်ကြမယ်လားကဲ။အားလုံးကလည်းအိမ်ကနေဆင်းလာခဲ့ကြပါရဲ့။သားနဲ့ချွေမကဖခင်ဖြစ်သူရဲ့ဆုံဖြတ်ချက်ကိုထူးဆန်းနေခဲ့ပေမဲ့ဘာတခေါမှပြန်ပြီးမပြောခဲ့ကြပါဘူး။နောက်နေ့မနက်မိုးလင်းသွားခဲ့တဲ့အခါမှာကဲထားတော့လေဘာလုပ်နေရလဲ။ကျမရှင်းတော့မနက်စာပြင်ဆင်ပေးထားတယ်။ဘာလုပ်ထားလဲ။နေတိုက်တထမင်းကြော်ထားပေးရဲ့။မစားချင်ဘူးတခြားတစ်ခုသွားလုပ်ခဲ့။မိုကေးရှင်းစကားကိုကြားခဲ့ရတဲ့အခါမှာနေမလာထူးဆန်းသွားပါရဲ့။ ဒါပေမဲ့လည်းနောက်တစ်ခုလှုပ်ပေးလိုက်ပါရစေ။ဒီနေ့အိမ်နဲ့ပတ်သက်တဲ့စာရွက်စာရံတွေအားလုံးပြင်ဆင်ထားမယ်လက်မှတ်ထိုးပေးနော်။ဘလို့မျိုးစာရွက်စာရံလဲ။ဘာအတွက်လက်မှတ်ထိုးပေးရမှာလဲ။ဘလို့မစိုးဒီအိမ်ကိုမင်းငါနာမည်နဲ့လွှဲပေးမယ်မဟုတ်လား။ငါမင်းယောက်ျားဖြစ်သွားပြီလေ။သိမကြခင်ငါတို့လက်ထက်မှာဆိုတော့အခုတည်းကလိုအပ်တာတွေလုပ်ရမယ်။ဒါပေမဲ့ဘာဒါပေမဲ့လဲဒီအိမ်ကိုငါနာမည်နဲ့မလွှဲပေးရင်တော့ငါမင်းကိုလက်မထပ်ဘူးနော်။မင်းကိုထားပြီးတော့ထွက်သွားလိုက်တော့မယ်။ ထားသောခံရမှာကြောက်တဲ့အတွက်သူကလည်းစာရွက်စာတမ်းတွေမှာလက်မှတ်ထိုးဖို့အတွက်ဆုံးဖြတ်လိုက်ပါတယ်။မုကေရှ်ကတော့အရင်တုန်းကထပ်ပိုးဆိုးသွားပါပြီ။ညောင်မုံချုံမှာသူကအင်ကိုပြန်လာပြီးနေမလာထမင်းကျွေးရဲ့အခါတိုင်းထမင်းပကံကိုတွေ့ပြပါတယ်။အဖွားကြီးအရသာမရှိတဲ့ထမင်းတွေငါ့ကိုလာကျွေးမနေနဲ့တရက်လုံးဘာလုပ်နေလဲအိမ်မှာထိုင်ပြီးတော့နေငါ့ကိုဘယ်လိုပုံစံစကားပြောနေရလဲမုကေရှ်ရဲ့။ဘာလို့နားကြီးနေရလဲဒီမှာတန့်ရှင်ထားလို့စမ်းအလောက်ကိုတေးချလို့နော်အလောက်ကိုတေးချမလို့ရင်နေ့ုံလဲဒီရင်ကနေမောင်းထုတ်ပြစ်မယ်ကြလား။ အခုဆိုရင်ဒီအိမ်ကငှအိမ်ဖြစ်သွားပြီ။နေမလားကလည်းငိုနေရင်မိဖို့ခံနေဝင်သွားခဲ့ပါရဲ့။ဒီအချိန်မှာသူမအမားရိအပြစ်တွေအားလုံးကိုသဘောပေါက်နားလည်သွားခဲ့ပါရဲ့။သူရဲ့မိသားစုဝင်တွေအားလုံးကိုသူမောင်းထုတ်ပြလိုက်ကြတာဘလောက်တောင်မှကြီးမားတဲ့အပြစ်တစ်ခုလုပ်မိသွားလဲဆိုတာကိုလည်းသူမသိရှိသွားခဲ့ပါပြီ။အခုဆိုရင်တော့သူမစီမပြောစရာစကားပါတစ်ခေါမှမရှိတော့ပါဘူး။ဒုက္ခပဲငါကုဘာလို့ရမလဲဘလို့လောက်ရမလဲငါအမအကြီးကြီးကျွလွန်ခဲ့မိပြီ။ နောက်နေ့မုကေရှ်အလောကိုထွက်သွားတဲ့အချိန်မှာတော့နေရမလားကလည်းချွေးမလေးစီကိုလာခဲ့လိုက်ပါတယ်။အမေဖြစ်သူကိုတွေ့ခဲ့ရတဲ့အခါမှာအလုံးကအာအသင်ကုန်ကြတာပေါ့။နေအခုဘာကိစ္စရှိလို့ငါတို့စီကိုလာခဲ့ရတာလဲ။ဘာလာလောက်ကြလဲ။နေရမလားကတော့ငိုနေခဲ့ပါတယ်။ကျမအခွင့်လောက်ပါရှင်။ကျမမှားသွားပါတယ်နော်။ကျမတောင်းမှဖို့အတွက်တောင်းမှခွင့်ရှိဘူးဆိုတော့သိပါရယ်။ကျမဘယ်သူစီသွားမှလဲမှားသွားတယ်။မုကေရှ်ကကျမရဲ့အိမ်ကိုလိုချင်လို့ကျမကိုလှည့်စားခဲ့တာသီလား။ ငါပထမတည်းကတည်တယ်ဒါပေမဲ့မင်းကသူ့လှည့်စားတာကိုခံနေခဲ့ရလေအခုအမေအားလုံးနားလည်သွားပြီဆိုတော့သူ့ကိုရဲလက်အပ်ရမယ်ဟုတ်တယ်ဟုတ်တယ်သူ့ကိုရဲတွေကပဲအတိပြန်ဝင်အောင်လုပ်ပေးလိုက်မယ်ဒီလိုနဲ့နောက်ဆုံးမှာတော့မူကေရှ်ထောင်ကျသွားခဲ့ပါတယ်ဒီနောက်ဒီသမလားကလည်းသူ့ရဲ့မိသားစုဝင်တွေနဲ့အတူတူအင်ကိုပြန်သွားခဲ့ပါတယ်အားလုံးကလည်းဝမ်းသာပျော်ရွှင်စွာနဲ့ပြန်လည်နေထိုင်နိုင်သွားခဲ့ကြပါတယ်ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျမတို့ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါအောင်နော်